ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာမိုးသည်ထန်စွာရွာသွန်းပြီးအနေပိုင်းရက်ကွက်များနဲ့မိလန်းတွေပေါ်မှာရေကြီးရေရှမ်းမှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်ဇွန်လ10ရက်နေ့နဲ့ဇွန်လ17ရက်နေ့တို့မှာသဲထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့်တောင်ကြီးမြို့ဂုံတူးလမ်းရှိရေချောင်းရှန်ထွက်မှုကြောင့်အနေပိုင်းရက်ွက်တွေဖြစ်တဲ့ပြည်တော်သား ဦးကြီးခန်းညောင်ဖြူစကံခရီလန်းထိတ်မိန်လန်ရရနာသီရိလမ်းမတော်ကန့်ရှိရဲတန်လွင်လန်ကြောင်းကြီးစုရက်ွက်အပါအဝင်ဦးရှမ်းအနောက်ဖက်ဇေးလန်ရပါခရှိမိန်လန်ကြီးတို့မှလည်းရေကြီးရေရှမ်းမှုများဖြစ်ပေါ်နေကြောင်းသိရှိရပါသည်တောင်ကြချောင်းများမှတဆင်မြေနီများပါပျော်ကြလာပြီးစီစဉ်လာတဲ့အတွက်ရေစီးတန်ကဆိုင်ကယ်မျောပါမှုများလည်းရှိခဲ့တယ်လို့သိရပါသည် အနောက်မြို့ပတ်လန်းကြောင်းကြီးစုရက်ကွယ် ERI လဖေးဆိုင်လန်းဆောင်ရှိကမ္ဘောစာဘန်ခွဲအတွင်တို့လည်းရေမြောင်းဝင်ရောက်မှုရှိနေတယ်လို့သိရပါတယ်တောင်ကြီးမြို့မှာစီးဆင်းလာတဲ့တောင်ကြားရေအပါအဝင်မိုးအဆက်မပြတ်ဆက်လက်ရွာသွန်းနေမှုကြောင့်တောင်ကြီးမြို့အောက်ဘက်ရှိရွှေညောင်ညောင်ရွှေတို့မှလည်းဒီနေ့နက်နက်ကစပြီးရေတက်လာကြောင်းသိရပါတယ်။ ရွှေညောင်မျိုးရှိတာရောချောင်းရေမျက်နှာပြင်တက်လာပြီးရွှေပုံသားရဲကွက်နဲ့ရေနွေးရွာတို့မှာရေစတက်လာပြီးဖြစ်တာကြောင့်ပစ္စည်းများအမြင့်တို့ရွှေကောင်ဒေသခံများရှောင်တိန်ဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်တယ်လို့လည်းသိရပါတယ်။ထို့အတူညောင်ရွှေမျိုးမှာလည်းမျိုးဝင်ရှိတာစီစဲနဲ့ရေကန်ရေရှမ်းတက်လာပြီးညောင်ရွှေမျိုးလည်းနဲ့ပပတ်လေရွာများ ရေစမြုပ်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ အင်းလေးကန်ရှင်မျက်နှာပြင်ကတော့ဆယ်ရက်နှစ်ညနေ3:00နာရီကနေဒီကနေ့နက်နက်7:00နာရီနဲ့နက်နက်3:00နာရီအတွင်းကိုလမ်းမခန့်ရှင်မြင့်တက်ခဲ့ကြောင်းလည်းသိရှိရပါတယ်2024ခုနှစ်စက်တင်ဘာလကအင်းလေးကန်ဟာနှစ်ပေါင်းများစွာအတွင်းစံချိန်တင်ရေးကြီးခဲ့မှုနဲ့အခုနှစ်မတ်လကုန်ကငလင်တန်းကြောင့်ပြိုကျပျက်စီးထားတဲ့နေအိမ်တွေကိုအလူငွေတွေနဲ့ဖြစ်သလိုပြန်လည်ပြုပြင်တိစောက်ထားတာဖြစ်တဲ့အတွက်ခိုင်ခန့်မှုမရှိမှာကိုလည်းစိုးရိမ်စရာဖြစ်နေရပါတယ်။ ဟိုပုံးမြို့မြို့ဦးကွက်တဲ့ရက်ကွက်မှာလေနေအိမ်နေတဲ့ကိုရေဝင်ရောက်မှုရှိခဲ့တယ်လို့တောင်ကြီးမြို့အနေပိုင်းရက်ကွက်တွေမှာလေအိမ်နေတဲ့အထိရေဝင်ရောက်မှုရှိနေကြောင်းသိရပါတယ်။တောင်ကြီးမှအေးသားရအောင်တပြေရွှေညောင်ကလောအထိဖောက်လုထားတဲ့ပြည်တော်စုလမ်းမကြီးကိုဖြတ်တန်းသွားလာလို့ရနေပါသေးတယ်။ညောင်ရွှေမျိုးမှာတော့မြို့အဝင်မှာပဲရေကြီးနေတာဖြစ်တာကြောင့်ဆိုင်ကယ်ဖြင့်တော့လကောက်ကားဖြင့်တော့လကောက်အခုလောလောဆယ်သွားဖို့မတင်တော်သေးဘူးလို့လည်းသိရပါတယ်။